သင်တွေ့ရမယ့်တိုက်ခတ်မှုဟာပုံမှန်မစ်ရှင်တစ်ခုတော့မဟုတ်ပါဘူး။အီရန်နဲ့၎င်းရဲ့မဟာမိတ်များထံသို့အမေရိကန်ထံမှပြင်းထန်တဲ့တတိပိချက်ဖြစ်ပါတယ်။ဆိုလိုချင်တာကကျွန်ုပ်တို့ကိုစိတ်မခေါ်ပါနဲ့။ဒါပေမဲ့ဒါကတတိပိချက်ယုံတင် မကပါဘူး။ယခုဒီချိန်မှာ Black Knight လို့အမည်ပေးထားတဲ့ Marine တိုက်ခိုက်ရေးတပ်မ F-35C လေယာဉ်မှုများကသမိုင်းဝင်ခဲ့ပြီဖြစ်ပါတယ်။သူတို့က ရဲရင်ပြည်တိကျတဲ့တိုက်ခတ်မှုတစ်ခုမှာအဓိကဒုံးကျည်ပြည်လူမှုတွေကိုဖျက်ဆီးခဲ့ပါတယ်ပြုလုပ်ခဲ့ပါတယ်လေရင်မှုများကလွတ်တင်ရန်ခွင့်ပြုချက်ရတာနဲ့၎င်းတို့ရဲ့အင်ဂျင်တွေကိုစတင်နှုတ်ထပြီးလှုပ်ဆောင်ပါတယ်သူတို့ကလေရင်ပေါ်ကိုတနအီမိုင်190နီးပါးအချိန်နဲ့ပြေးကြပါတယ်သူတို့ရဲ့ကြက်လေရင်တွေကိုပေါင်း4000နီးပါးတွန်းအားနဲ့တွန်းထုတ်ခဲ့ရပါတယ်သူတို့တည်ဆောင်လာတဲ့ဘုံကြီးတွေကြောင့်အဲ့ဒီစွမ်းအားအလုံးကိုလိုအပ်ပါတယ် လောင်းတို့အသုံးပြုခဲ့တဲ့အဓိကဘုံကတော့ BLU 109ဖြစ်ပြီး Banker Buster ဟုလည်းခေါ်ပါတယ်။ဒီဘုံဟာပေါင်2000အလေးချိန်ရှိပြီးတော့အလွန်ဆွမ်းထက်ပါတယ်။၎င်းက Concrete Ship ပေးကြောက်သားပေး20ဒါမှမဟုတ်ကြင်လေးတဲ့မြေသားပေးတရာကိုဖောက်ခွဲနိုင်ပါတယ်။၎င်းမှာခံခန့်တဲ့တမဏိအခွန်နဲ့အတွင်းလိုက်မာကျော်တော့အစွန်အပြားမပြစီတဲ့အတွက်ကြောင့်၎င်းကိုထိုးဖောက်နိုင်ခြင်းဖြစ်ပါတယ်။ ပြမောက်ကိုထိမိတဲ့အခါမပေါက်ကွဲမီ25ကနေ100မီလီစကန့်အထိနေကွေးမှုရှိပါတယ်ဒီနောက်နေမှုကမြေပင်ကိုအရင်တူးစေတဲ့တွဲဆောင်ဖြစ်ပါတယ် F35C တခုစီကအဓိကဘန်ကာဘတ်စတာဘုံးနှလုံးကိုတဲဆောင်သွားကြပါတယ် GBU31 Jaydan စီကိုလည်းတဲဆောင်ပါတယ်၎င်းတို့ကပြမှများကိုတိကျစွာထိမှန်ရန် GPS ကိုအသုံးပြုတဲ့ smart ဘုံးတွေဖြစ်ပါတယ် Jaydan များက ပုံမှန် MK84 ဘုံများအဖြစ်စတင်တော်တဲ့ GPS ကိရိယာများဖြင့်၎င်းတို့ကိုနီးပညာမြင့်လက်နေများဖြစ်လာပါတယ်။ဘန်ကာဘတ်စတာအများအစား꽌ပြတဲ့ဘုံအမျိုးအစားတွေဘာကြောင့်သုံးရတယ်လဲဆိုရင်အကြောင်းရင်းကတော့သူတို့ပြစ်ခတ်တဲ့ပြစ်မှတွေမတူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။2023ခုနှစ်ကလေးကဟူတီကတင်းမောတွေကိုဒုံးကျည်တွေနဲ့ပြစ်ခတ်ပါတယ်။ဒီဘုံဒီဒုံးပြန်တွေကိုပြည်နယ်ထက်မှသူတို့တိမ်မထားပါဘူး။ ၎င်းတို့ကိုတောင်ပေါ်မှာရှိတဲ့ဥမင်လန်ကောင်တွေမှာဖွက်ထားပါတယ်။တဘုံတွေကဒုံးကြီးတွေကိုပြစ်လွပြီးပုံအောင်နေပါတယ်။အဲ့ဒါကပြန်တိုက်ဖို့ခက်ခဲပါတယ်။ယမန်နိုင်ငံမေရီနက်အယ်ဘာဒါဒေသများမှာရှိတဲ့တောင်ကျင်းစခန်းတစ်ခုကိုသူတို့အသုံးပြုခဲ့ကြပါတယ်။တောင်တွေကြားကတရားသင်းကသူတို့ဟူတီတွေကိုလူတွေနဲ့ရိတ်ခါတွေရွှေ့ပြောင်းပေးပါတယ်။၎င်းအကူအညီဖြစ်စေပါတယ်။ရင်းကသူတို့ရဲ့ဒုံးပြစ်လောင်ချာများကိုအလုံးလုံးစေပါတယ်။ ီမစ်ရှင်နဲ့ပန်းနိုင်ကရှင်းပါတယ်ပထမဦးစွာဘန်ကဘတ်စတာပြင်ဂရုကျွင်းတွေကိုဝင်ပြီးတော့ဖျက်ဆီးမယ်ပြီးရင်ဂျန်တဲ့အားလုံးကိုဖျက်ဖို့ဂျီတန်ကိုဘုံကျဲချမှာဖြစ်ပါတယ်ဂျီတန်များကဘန်ကဘတ်စတာများတဲ့ပေါင်း400ပို့ပောက်ခွဲမှုပြည့်စည်တဲ့ပို့ရှိပါတယ်ကဒုံကျင်းများအက်ကွဲသွားပြီးတဲ့နောက်မှာ၎င်းတို့ကိုထိမှန်ဖို့အတွက်ဒီဂျီတန်တွေကိုအသုံးပြုခြင်းကတင့်တော်ပါတယ်ဒါပေမဲ့ဒါကလွယ်ကူတဲ့မစ်ရှင်တစ်ခုတော့မဟုတ်ပါဘူး လေရင်မူးများကအလွန်ပြင်းထန်တဲ့လေကြောင်းရန်ကာကွယ်ရေးနေများတွေရှိတဲ့နေရာကိုပြန်တန်းသွားကြရပါတယ်နိုင်ငံတိုင်းငံမဟုတ်ဘူးအုပ်စုတစ်ခုဖြစ်ပါတယ်အီးအုပ်စုရဲ့ကာကွယ်ရေးစနစ်ကအလွန်ကိုအစ်စ်မြစ်ပါတယ်ဒီစနစ်တွေကိုအီရန်ကကူညီပေးခဲ့ပါတယ်လွန်ခဲ့တဲ့9နှစ်အတွင်းမှာဟူတီတို့ကလေရင်အစီ90နီးပါးကိုပစ်ချခဲ့တယ် US Gripa ဒဇင်းနဲ့နှစ်စင်းနောက်ပိုင်းမှာနောက်ထပ်ဒဇင်းနှစ်စင်းနဲ့ Saudi Jet လေရင်ကိုတော့ ြစ်ချနိုင်ခဲ့ပါတယ်သူတို့ကပြင်းထန်တဲ့တိုက်ခိုက်ရေးသမားတွေဖြစ်တဲ့၎င်းတို့ရဲ့လေကြောင်းရန်ကာကွယ်ရေးကလှုပ်ဆောင်ပုံကအောက်ပါတန်းဖြစ်ပါတယ်ဖရမတစ်ခုကတာတိုကာကွယ်ရေးစနစ်သူတို့မှာ Ekla Manpet SA7S နဲ့ Zisu 24အမြောက်များခဲ့တဲ့ဆိုဗီယက်လက်နက်ကောင်တွေရှိပါတယ်၎င်းတို့မှာရခိုင်များနဲ့အနိုင်ပြန်တန်းတဲ့လေရင်တွေအတွက်အန်ဒီရရှိပါတယ်ဒါပေမဲ့သူတို့ကအမြင့်ပြန်ချက်လေရင်တွေကို စန့်ကျင်ပြီးလှုပ်ဆောင်ဖို့တော့တိုက်ခတ်ဖို့တော့မဖြစ်နိုင်ပါဘူး။နောက်ဒုတိယတစ်ခုအလဇာကကွေစနစ်၎င်းတို့မှာအဓိကစနစ်မှာအီရန်ကနေပြီးတော့အစစ်မြစ်တင်ထားတဲ့ SA2 ဖြစ်ပါတယ်။ကီလိုမီတာ30အကွာကနေပြမတွေကိုထိအောင်ပြစ်နိုင်ပါတယ်။အလွန်တိကျပြီးတော့အလွန်တိကျမှုမရှိတော့တဲ့အများပြားကိုတစ်ချိန်တည်းမှာပြစ်ပါကအန္တရာယ်ရှိပါတယ်။နောက်တတတရတစ်ခုကတော့တာဝေးပြစ်ကကွေစနစ်ဖြစ်ပါတယ်။အကြီးမားဆုံး ချိန်ချောင်းမှုကတော့ S75 လို့ခေါ်တဲ့အခြေခံထားတဲ့ Fighter 1ဖြစ်ပါတယ်။၎င်းကကီလိုမီတာ100အကွာမှနေပစ်မှတ်တွေထိမှန်နိုင်ပြီးတော့အမြင့်25ကီလိုမီတာအထိရှိနိုင်ပါတယ်။၎င်းတို့မှာအများအပြားမရှိတော့လဲအလဲအလတ်တန်းဆန်းများနဲ့အသုံးပြုတဲ့အခါမှာဤစနစ်တွေကအန်ဒီရရှိနိုင်ပါတယ်။ကံကောင်းစွာနဲ့ပဲဒီ Black Knights Legion တွေက လုံးချုံစွာနေနိုင်ဖို့အတွက်ကိုပြောက်ပေါ်နေတာမီခိုနေရခြင်းမဟုတ်ပါဘူး။သူတို့မီခိုနေခြင်းမဟုတ်ပါဘူး။၎င်းတို့က EA18G Growler လင်ထန်းနဲ့အကူအညီအများကြီးရပါတယ် FA18 နဲ့တူတော်လဲ Electronic စနစ်တွေအတွေ့ပြုလုပ်ထားတဲ့ဒီလင်ရင်ပြန်ဖြစ်ပါတယ်သူတို့ကဘုံမတည်ပါဘူးရင်းအစား AQ249 Jammer ကိုတည်ဆောင်ပါတယ်ဤ Jammer တွေကအတောင်တွေအောက်မှာချိတ်ဆွဲထားပြီးတော့အလွန်အစွမ်းထက်ပါတယ်၎င်းတို့ကကျယ်ပြန့်တဲ့ Radar အချက်ပြမှုတွေကိုပိတ်ဆို့နိုင်ပါတယ် ရန်သူရေဒါအများစုကလေပတ်ရက်ခါမှာတိတ်ကန့်နေ6ဂီဇာဟိုက်အောက်ကအဝေးကိုအာရုံစိုက်ပါတယ်ရန်သူရေဒါကနေအချက်ပြမှုတစ်ခုကိုပေးပို့တဲ့အခါမှာဂျမားတွေက၎င်းကိုတွေးစီပြီးစွမ်းအင်သုံးတော့ပြန်လဲတိုက်ခိုက်ပါတယ်ပောက်ခွေမှုတစ်ခုစီက950ကီလိုဝတ်အထိပါဝါသုံးနိုင်ပါတယ်အဲ့ဒါကကျွန်တော်အိမ်မှာတပတ်အတွင်းသုံးနိုင်တဲ့စွမ်းအင်နဲ့ညီမျှပါတယ်ဆိုတော့၎င်းကဂျမားဟောင်းထက်ဆက်ဆပို့ပြီးတော့အားကောင်းတာကိုတွေ့ရတယ်စွမ်းအင်ပေးပို့မုံယုံတဲ့ရေဒါတွေကိုဖြည့်ဆည်းနိုင်ပါတယ် ဆိုတော့ E Growler တွေက F35 လေယာဉ်ပြန်အစ်စ်မှာပြန်တန်းကြပါတယ်။ရန်သူ radar တွေကိုသူတို့ပိတ်ဆို့ပေးတယ်။၎င်းတို့က Houthi radar scan အများပြောက်ကိုဖယ်ရှားနိုင်ခဲ့တယ်လို့တင်းတွေကပြောပါတယ်။ဒါပေမဲ့ရေအတွက်တိကျတော့အမျိုးအစားတွေဘလောက်လဲဆိုတော့မဖော်ပြပါဘူး။ radar တွေပျောက်ကွယ်သွားအောင်တောင်ချေ scan တွေရနေပြီးတော့သူတို့လုတ်ခဲ့ပါတယ်။ဒါကြောင့်သူတို့ကဂျင်းတိုက်ခတ်မှုကိုစတင်နိုင်ပါတယ်။ mine bomb များစွာအဝေးကနေပြီးတော့ F35 တိုက်လေယာဉ်တွေ စတင်တိုက်ခိုက်ပါတယ်ဘန်ကာဘတ်စတာကိုအရင်ဘုံကျဲချတယ်ဘုံတလုံးစီကတောင်ထဲကိုနှက်နှက်ဆိုင်းဆိုင်းကိုဝင်သွားပါတယ်ထို့နောက်ဂျက်လီရင်များထပ်မရောက်ရှိလာပါတယ်ဒီကြိမ်မှာတော့ဒီဂျက်လီရင်ကအင်အားကြီးမတဲ့ဂျေဒန်ကို ပြစ်ချပြီးတော့ဖောက်ကွဲစေပါတယ်ဘုံပေါင်း16000ကျော်ကတောင်ပေါ်ကိုကျရောက်ခဲ့ပါတယ်ကြီးမားတဲ့ပောက်ခွဲတိုင်းတွေထွက်ပေါ်လာပါတယ်ပောက်ခွဲမှုကြီးခုနှစ်ခုဆက်တိုက်မနေ့ထွက်ပေါ်လာပြီးတော့ဒေတာကန်တွေကလည်းပြောပါတယ် အခြားအသေးစားပေါက်ကွယ်မှုတွေလည်းရှိပါတယ်၎င်းတို့ကဒုံးကြီးတွေဖြက်စီးခံရတဲ့အတွက်ကြောင့်တောင်တစ်ခုလုံးကိုပြက်ပြက်ရှင်သွားပါတယ်နောက်ဆုံးတော့တောင်ထိပ်ကပျောက်သွားပါတယ်တောင်ထိပ်နှစ်ခုလုံးကိုမြေပေါ်ကနေဖြက်ပြစ်နိုင်တယ်လို့ဒေသတွေကပို့ပါတယ် black night တွေရဲ့လေရင်မှုတွေလားသူတို့ကတော့ဘေးကင်းလုံခြုံစွာနဲ့ပြန်လာခဲ့ကြပါတယ်ကိုပျောက် electronic snake အကူကြီးနဲ့ guild site ပြင်မထားမှုတို့ကဒီလှုပ်ဆောင်မှုကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်ခဲ့ပါတယ် လေရင်တင်တင်မောဘောကိုသူတို့ဆင်းတဲကြပါပြီသမင်းစားခန်းမှာရိုက်ထားတဲ့ရိုက်ချက်တွေလည်းကြည့်လိုက်ပါဦးတောင်ပန်နဲ့ဖီဇာကိုသူတို့စပြီးတော့စားကြတော့မယ်အမေရိကန်စစ်တပ်ရဲ့အကောင်ဆုံးလေရင်မှုတွေအတွက်နောက်ထပ်စနေနေ့ကပင်လယ်ပြင်မှာရှိပါတယ်မစ်ရှင်ပြီးတော့ပါပြီမက်ဆေ့လည်းပို့ပြီးတော့ပြီကဲကျွန်တော်နောက်တစ်ချိန်မှာသတ်တွေ့ကြတာပေါ့